အဲ့ဒီမှာအခုဒီနေ့မှာဖြစ်ပြတာကမပဲကယာတိလေးလည်းနည်းနည်းဆော့တော့ယာတိကောင်းတော့မပဲအပင်ကြီးကြီးကြတယ်အင်းကြီးပြီးတော့ခုဖြစ်ပုံကတပြိုင်တည်းဖြစ်တာကနေ့တိုင်းကရွက်စားကြပြီးတော့မှရွက်စားနိုင်ပြီးတော့မှအဟောအပွင့်အသိလိုက်တဲ့အချိန်မှာပွင့်တွေးကြတာလေဟုတ်တယ်ဒီနေ့ကခုကကျွန်တော်တို့ကရွက်စားနဲ့အပွင့်တွေးနဲ့ကတောက်လျှောက်ကြီးဖြစ်နေကြတာဗျအခင်းတိုင်းလို့လို့အဲ့ဆရာဘာဆက်တော့ကောင်းမလို့ပွင့်ထွေးရောရွက်စားရွက်စားရောတခါလေး တွဲကြနေတာဆိုရင်စီတမျိုးနဲ့ပြီးအောင်ဒီမှာအီမာမက်ဒင်ဘန်ဆိုရေးနဲ့တိုင်းပြီးတော့စင် အတွဲမြင်လိုက်လားမသိခုနအီတာပလတ်ဆိုတာအီတာပလတ်ဟုတ်ကဲ့ဟုတ်ကဲ့ဆရာမှတ်မှတ်မှတ်ထားပါတယ်ဗျာတကယ်လို့ကိုလေးတို့စီမှာအီတာပလတ်မရှိဘူးဆိုရင်အီမာမက်ဒင်20နဲ့တိုင်းပြီးတော့စင်20ပါတဲ့ဥစ္စာကိုညနေအချိန်မှာညနေအချိန်မှာဖြန်းပြန်တဲ့အခါမှာအဲ့မှာကောကြီးတမျိုးကောကြီးတစ်စွန်းထည့်ပြန်နော်ညနေချိန်မှာပြန်နော် ။ဤဒဗလာဤဒဗလာရရင်ဤဒဗလာကိုနှစ်စွန်းကိုယ်ရီတစ်စွန်းထည့်ပြီးဖျားမယ်။ညနေချိန်မှာဖျားမယ်။ကိုယ်ရီပါလို့ရင်ဖြိုနီးစနစ်နည်းနည်းလိုတယ်။ဆေးပြပုံးတဲ့ကိုရေခမ်းရေခမ်းပြီးတော့ဆေးထည့်ဆေးထည့်ပြီးတော့မှုေလိုက်သလား။တစ်ချက်မှုေပြီးမှကိုယ်ရီဆိုရင်ကိုယ်ရီတစ်စွန်းနောက်ဆုံးမှထည့်သလား။နောက်ဆုံးမှဆေးနဲ့တူမထည့်နဲ့။ဆေးနဲ့တူပဲရင်နည်းနည်းရောသွားတယ်လို့ဟုတ်ကဲ့ဗျာ။နည်းနည်းပြစ်သွားတယ်လို့မပြောလို့ပေါ့နော်။ဟုတ်ကဲ့ဗျာ။အဲ့တော့ညနေချိန်မှာဖြန်းလိုက်။ဖြန်းပြီးတော့ ပြန်ပြီးတော့9ရက်စောင့်ကြည့်လိုက်9ရက်အပွင့်နေပွင့်လိုက်ရင်လွတ်သွားပြီအပွင့်နေဝေးလိုက်ရင်လွတ်သွားပြီတကယ်လို့မှ9ရက်ကလွတ်တော့လွတ်တဲ့စရာတိတ်ပြီးတော့အားမရသေးဘူးလို့ထင်ရင်ဒုတိယတစ်ချိန်ထပ်ဝင်လိုက်9ရက်ကြာရင်ဟုတ်လားဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ဒုတိယချိန်ထပ်ဝင်လိုက်အဲ့မှာဒုတိယချိန်ထပ်ဝင်ပိုးတွေအရန်ဆိုးရင်နည်းမဆိုးတဲ့အချိန်နဲ့ဆိုးတဲ့အချိန်နှစ်ခုရှိတယ်တကယ်လို့တော်တော်ကိုအခုဟိုသားပြောပုံရရဆိုရင်ပိုးကတော်တော်ဆိုးတယ် ဒီရွက်စားမှုတော့တော်တော်ဆိုးနေတာတော်တော်ဆိုးတယ်ဆိုရင်ကလိုဖနက်ပြတခုတွဲလိုက်သလားကလိုဖနက်ပြဖြစ်ဖြစ်ဘိုင်အိုဒီကပ်ဖြစ်ဖြစ်ကလိုဖနက်ပြမှတ်ထားရင်နော်ဘိုင်အိုဒီကပ်ဖြစ်ဖြစ်ကလိုဖနက်ပြဖြစ်ဖြစ်ကလိုဖနက်ပြ3ဇွန်းလောက်နဲ့ဟိုကောင်2ဇွန်းလောက်နဲ့ဒီဒီအီတာပလတ်2ဇွန်းလောက်နဲ့ဟိုကောင်ကလိုဖနက်3ဇွန်းနဲ့ကိုကြီး2ဇွန်းနဲ့ချလိုက်ရင်ဟုတ်လားဟုတ်ကဲ့ဒါတို့ဈေး3အများများ3လေး3လားရှိရဖြစ်တဲ့အတွက်သူကဈေးနှုန်းတော့ရှော့လို့မရဘူး စင်းလို့တော့မရှုံဘူးเนาะလုံးမဲ့လို့ရင်တခါတည်းအပြက်လုံးလိုက်เนาะကုတီကုတီမလုံးနဲ့သလားဟုတ်ကဲ့ပါဗျဖောက်မှုမကြောက်တော့ဖောက်မှုဟုတ်ဖောက်မှုလောကန်တယ်တော့ဖောက်မှုမရှိသေးဘူးဆရာတချို့ကင်းလေးတွေတော့နည်းနည်းလေးတော့ကြာကြတယ်တော်သေးရပါတော့မပေးကအပင်အုပ်ရင်အောက်အောက်ကိုလန်ကြည့်လိုက်လို့ချင်းဖောက်မှုတွေကျတတ်တယ်အပင်ကြမြန်တာဖောက်မှုကြောင့်နောက်ပိုင်းဟုတ်ကဲ့တို့အသီးတွေတီးလုံးတွေဆွဲပြီဆိုရင်ဖောက်မှုတစ်ချိန်မှုသာစီးတစ်ချိန်ဝင်ပြီးလိုက်နော် okay okay